ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ ကော့ဂရိတ်မြို့မှာအောင်စေရစိတ်ဆင်ရေးတိုက်ရဲကာကင်းစခန်းတစ်ခုကို KNL ကတိမ့်ပတ်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ14ရက်နေ့မွန်လွယ်ပိုင်းမှာကော့ဂရိတ်မြို့ဒရန်ကူးကြီးရွာနဲ့ရွာတေကုန်းကြီးရွာအာရှလမ်းမကြီးအနီးမှာရှိတဲ့အောင်စေရစိတ်ဆင်ရေးတိုက်ရဲကာကင်းစခန်းတစ်ခုကို KNL မဟာမိတ်တပ်များကတိုက်ခိုက်တိမ့်ပတ်ရရှိခဲ့တယ်လို့သိရပါတယ်။စစ်တပ်အောင်စေရဒရန်ကူးနဲ့ရွာတေကုန်းထိပ်မှာရှိတဲ့ကာကင်းစခန်းပေါ်အရင်က DKBA ဘုံနာမကြတော့ဂိတ်ထိုင်နေတဲ့နေရာ စစ်ကောင်စီရဲ့ရွှေချမ်းမင်းနောက်တန်းစခန်းထဲတော့ရွာထိတ်နဲ့ရွာထဲပေါ်အာရှလမ်းကို wifi ကနှစ်ရက်ရှိနေပြီပတ်ပြီးတော့ကျဲနေတာဒီမနက်လဲ jet fighter နဲ့လာပစ်သွားသေးတယ်အောက်ဘူတွေဘက်ကိုအဲ့ဒီဂျားကပဲကတ်ပြီးတော့တက်သိမ်းလိုက်တာပါလို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်လက်ရှိ concrete မြို့အနီးဝန်းကျင်မှာမေလ10ရက်နေ့ကနေ14ရက်နေ့အထိဒရန်ကူးရွာရွှေချမ်းမင်းကျောင်းနေရာနဲ့ ရန်ကုန်ဖုန်ကြီးကျောင်းနေရာများမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကို KNL မဟာမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေတယ်လို့ KNL မဟာမိတ်စစ်ကြောင်းတာဝန်ရှိသူတို့ကဆက်လက်ပြောပြထားပါတယ်။ဒရန်ကူးတနေရာတဲကိုပဲ112နဲ့လာကျဲနေတာနှစ်ရက်ရှိပြီးရွာကအိမ်တွေအကုန်လုံးပျက်စီးကုန်ပြီးစစ်တပ်ကရွာထဲမှာရှိနေတာရဲ့ရွှေကြံမဲဖုန်ကြီးကျောင်းနဲ့ရန်ကုန်ဖုန်ကြီးကျောင်းဘက်ကိုကရင်အဖွဲ့ PDF အဖွဲ့တွေလာတိုက်နေတော့အကာအကွယ်မရှိအောင်လို့ဘုံဒီတွေကျဲ drone တွေနဲ့လဲကျဲပြီးတော့ဖျက်ဆီးနေတာမနစ်ကဟိုဘက်ရွာကွန့်ရွယ်လဲ အဲ့ဒီလိုပဲဘုံချဲသွားတာအကုန်လုံးပြက်စီးကုန်ပြီလူမရှိတော့ပေမဲ့ကျွဲတွေနွားတွေဝတ်တွေအကုန်လုံးထိပြီးတိတ်ကုန်တာလူတွေလည်းပြန်လို့မရဲသေးဘူးလို့ကရင်စီရဲ့သတင်းအရေးမိကပြောပြထားပါဗျ။လက်ရှိရပိုင်အတွင်းမှာ KNL မဟာမိတ်တပ်များရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်အချက်ဖတ်အောင်စီရစစ်ဆင်ရေးတပ်တွေကိုအပိသက်ရှင်းလင်းရန်နောက်တန်းအထိုင်စခန်းရွှေကြံမင်းကျောင်းတွေအနေနဲ့တော်တော်ရေးတကုန်တောင်းပတ်ကြောက ရှေ့တန်းစစ်ကြောင်းနေရတာကြံတော့ကြောင်းနဲ့စစ်ကူပြတ်ရိတ်ခါပြတ်ဖြစ်နေပြီဖြစ်ကြောင်း KNL ရဲ့မဟာမိတ်စစ်ကြောင်းတပ်ဖွဲ့ဝင်များရဲ့ပြောဆိုချက်များအရသိရကြောင်းတရင်ရရှိပါရယ်ခင်ဗျာ